ေကအောင်မျက်ဆံကြီးကပန်းဝဲလက်ကိုမလွတ်တန်းကိုကင်ထားမှာကိုကြီးအဲ့ဒီတရားလုံးကိုရအမက်ကရမဖြစ်နေတာရှင်ရမတုံတင်းလုံးနေနိုင်သေးရလားပြီးမှနေတဲ့ငါနဲ့တွေ့မယ်ဒီဂျပန်ဆယ်ဒီအေရီးယားပြည်သက်ကြီးအတွက်တင်ဆက်ပေးခြင်းတဲ့အနုပညာရှင်ကတော့အဆိုတော်တရုတ်ဆောင်အကယ်ဒမီနေဝင်းအကြောင်းပဲဖြစ်ပါတယ်နေဝင်းဟာအနုပညာအလုပ်တွေကိုဂီတာကနေတဆင့်စခဲ့တာဖြစ်ပါတ never me to be got rap the why me so black like dog a you ji ji yo no no never my me you be shop နထောင်ခုနှစ်ဝင်ချိန်က G Family လူငယ်အစိုးရတွေဖွဲ့စည်းတဲ့ Hip Hop ဂီတာဖွဲ့ဝင်တယောက်ဖြစ်ခဲ့ပြီးတော့လူတွေခွဲထွက်သွားတဲ့အချိန်မှာနေဝင်းနဲ့ဖြိုးလေးဆိုပြီး Snare ဆိုတဲ့ Hip Hop သီးသန့်အဖြစ်ဂီတာလှုပ်ရှားမှုတွေရှိခဲ့ပြီး Music Album များ Show ဝဲများစွာကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ လူငယ်တွေကြားမှာစနေမစနေဆိုပြီးတော့ရှမ်းရှမ်းတအောင်မြင်ခဲ့တာပါ2010ခုနှစ်အကျော်မှာတော့အဆိုတော်ဆိုင်းဆိုင်းခန်းလိုက်တည်ဆောင်ထားတဲ့ Franzo Production နဲ့လက်တွဲခဲ့တာကို တွေ့ရပြန်ပါတယ်။ မေဝင်းဟာစာရိတ်တ1ရုပ်ရှင်ဇာတ်ကားကြီးကနေစလို့သရုပ်ဆောင်လောကထဲကိုရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့အမှုပညာမှတ်တိုင်နောက်တစ်ခုဖြစ်အကယ်ဒမီဇာတ်ကားတင်စည်ရင်းဝင်သည့်အထိအောင်မြင်ခဲ့တာပါ။ကောင်းလာတယ်တော့ရ။မင်းတို့သူ့ကိုဖိနေစေတယ်။ဘာလို့အရင်တတ်မှာ။ကျွန်မလေးဖြစ်နေ။အရေးဒီဒီလိုက်ပြီးမိဘုံရှို့မယ်ကောင်။ငါပဲ။ အရင်နောက်ရည်ရွယ်မှုရုပ်ရှင်ဇာတ်ကားကြီးနဲ့2023ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇပိုးစုကိုရယူနိုင်ခဲ့ပါတယ်။အလုပ်တစ်ခုကိုခိုင်းကျွန်တယောက်လိုလုပ်တတ်တဲ့ငါမင်းမြင့်ရည်မျိုးတရားအလုံးစုံဆုံးပါ။ဘာမစုံလက်မညွန့်တတ်တဲ့ငါမင်းနာကြည့်မှုရည်မျိုးတွေ့ရတော့ 2025ခုနှစ်အကယ်မီဇာတ်ကားတင်စီးရင်ဝင်လာမယ့်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းမြေဝင်းရဲ့ဇာတ်ကားကောင်းတွေအများကြီးပါလာနိုင်ပွဲရရှိကြောင်းမျှော်လင့်ရင်း Saudi Arabia ပြည်သက်တွေကိုနေဝင်းရဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါရစေ။